အင်္ဂလန်နိုင်ငံကပကြီးဆရာတယောက်ဖြစ်တဲ့မာခာမနက်စောစောမှာအိယာနိုးလာခဲ့ပါတယ်။ဘေးအင်ကအိမ်ကြီးချင်းအီနစ်ကနယံကိုထုပြီးသူ့နာမည်ကိုအော်ခေါ်နေတာကိုသူကြားလိုက်ရပါတယ်။အပြင်မှာတခုခုဖြစ်နေပြီလို့အီနစ်ကပြောပြီးမယ်။မာခာတော့ဂယုမဆိုင်ပဲအိယာကထားလိုက်ပါတယ်။ဒါပေမဲ့သူ့တတိထားမိလိုက်တာကတော့မီးတွေပြတ်နေတာပါပဲ။ပရင်းပေါက်ကိုဖွင့်ဖို့ကြိုးစားတော့လေအပြင်ကနေတခုခုနဲ့ပိတ်ထားတယ်လို့မျိုးပွင့်မလာခဲ့ပါဘူး။သူ့အပြင်ကိုငုံကြည့်လိုက်တဲ့အခါ တခြားအဆောက်ကောင်ကလူတယောက်ဟာလည်းပရင်ပေါက်ကိုစိတ်ပြက်လက်ပြက်ထုနေတာကိုမြင်ရပေမယ်မတ်ကတော့ပေါက်ကရအလုပ်တူလို့ပဲသဘောထားလိုက်ပါတယ်လက်ဖက်ရည်ဖြိုဖို့လို့တော့ရေလည်းမလာဘူးရေခဲတဲ့တာတွေကနွားနို့တွေကလည်းမိပြက်လို့ပျက်စီးနေခဲ့ပြီအင်းနဲ့ရဲ့အော်ဟစ်တန်တွေကြားမှာမတ်ခါအဝတ်အစားရှာနေတော့ဓာတ်အပြက်နေတာကြောင့်နှိုးဆက်လည်းမမီပဲအလုံးနောက်ကျနေပြီဆိုတာသိလိုက်ရပါတယ်အိမ်ကနေထွက်ဖို့ပြင်တော့မှာပဲသူ့ရဲ့ဇနီးဟောင်းစီကဖုန်းဝင်လာပြီးတာဝန်မဲ့တဲ့ဖခင်အထွတ် မကြာခဏအဖြစ်တင်တာကိုခံလိုက်ရပါတယ်ခဏတာအခြေအတင်းစကားများပြီးနောက်မခာ အမြန်ဆုံးရောက်လာမယ်လို့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့အိမ်တကားကိုဖွင့်ဖို့ကြိုးစားတဲ့အခါတကားကလုံးဝပိတ်နေပြီးတစုံတစ်ခုသောအရာဝတ္ထုနဲ့အလုံးပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဖုန်းလိုင်းတွေကျိုးဖုန်းတွေပါအလုံးမလုံးတော့တဲ့အခါမခါပတင်းပေါက်ကနေအကင်းကိုကြည့်လိုက်တယ်။အိမ်နီးနားချင်းအညာပြားဟာလည်းသူတို့ရဲ့ပတင်းပေါက်တွေကိုဖွင့်မရပဲပိတ်မိနေကြတာကိုတွေ့ရတဲ့အခါမြို့ထဲကလူတိုင်းဟာသူတို့ရဲ့တိုက်ခန်းတွေထဲမှာအလုံးပိတ်ခံထားတာပြီဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။လမ်းတွေပေါ်မှာဆိုရင်ဓာတုပေဒအကအကွယ်ဝတ်ဆင်ထားတဲ့လူတွေဟာကင်းလက်နေကြပါပြီ။ ။အင်းနစ်ကိုအချီနေမဲဟုကြုံးစားတော့သူမရဲ့အခန်းထဲမှာတခုခုကြကွဲတံကိုကြားရပြီးအင်းနစ်လည်းစကားမပြောနိုင်တော့ပါဘူး။စိုးရင်စိတ်နဲ့မခါတကားကိုဖွင့်ဖွယ်လက်နက်တွေကိုကင်လိုက်တဲ့အခါအင်တာကွန်ကနေအတန်တန်ထွက်လာလို့လန်ပြီးသူ့လက်ကိုသူနဲ့ထိခိုက်မိသွားခဲ့ပါတယ်။စိတ်ငင်ငင်ထားပါအချီနေကိုထင်းချုံထားပါတယ်ဆိုတဲ့အတန်ကထွက်ပေါ်လာတယ်။မတ်တန်ယာကိုဆေးစည်းနေတုန်းရုတ်တရက်နံရံတုံခါလာနီအပေါက်တပေါက်ပွင့်လာတဲ့အခါသူ့ရဲ့အိမ်ကြီးချင်းစာကေနဲ့သူ့ညီနီကူတို့ပေါ်လာခဲ့ပါတယ်။စာကေကလည်းပဒင်းပေါက်တွေပိတ်နေတာကိုတွေ့တော့စိတ်ပြက်သွားတယ်။ မကအပေါက်ကနေစားခဲ့တော့အခန်းထဲသွားကြည့်တော့သူတို့တကားကိုလည်းပိတ်ထားတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာပဲအိန်းနီချင်းဇနီးမောင်နှံဖြစ်တဲ့ဆယ်လီနဲ့အေဒန်တို့ကအပေါက်ကနေဝင်ရောက်လာခဲ့တယ်။အေဒန်ကအစိုးရဟာသူတို့ရဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုစန့်ကျင်မှုမရှိအောင်လိုင်းဆွေးယူမှုကိုပိတ်ဆို့တဲ့ဂျန်မာတတ်ထောက်တာခိရမယ်လို့ဆိုတယ်။စိတ်မရှိတဲ့အေဒန်ဟာဖုန်းလိုက်မိမလားဆိုပြီးအခန်းတစ်ခန်းပြီးတစ်ခန်းလိုက်ရှာနေခဲ့တယ်။အင်တာကွန်ထက်ကအတန်ကတော့စိတ်ညင်ညင်ထားပါဆိုတဲ့စကားကိုပဲထပ်ခါတလဲပြောနေခဲ့တယ်။သူနာပြုတ်ထီတဲ့ဆယ်လီဟာထွေးထွက်နေတဲ့မာကီယက်လက်ကိုဂရုဒီဇိုင်းနဲ့ကုတော်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်စာကေဟာအင်းနဲ့ပြအခန်းဘက်ကနေရန်ကိုစတင်ဖြက်စီခဲ့တယ်။အင်တာကွန်ကနေထွက်ပေါ်လာတဲ့အတန်ဟောင်းကဒီတစ်ခါမှာတော့ဆေးဘဆိုင်ရာအဖွဲ့အဖွဲ့ရောက်လာတော့မယ်ဆိုပြီးထပ်ပြီးပြောခဲ့တယ်။နေရန်မှာအပေါက်ချဲကြီးဖြစ်သွားတဲ့အခါသူတို့အားလုံးအင်းနဲ့ပြအခန်းထဲကိုဖြတ်ကူးသွားပြီးဂျမ်းပြင်ပေါ်မှာလဲကျနေတဲ့အင်းနဲ့ကိုတွေ့လိုက်ရပါမယ်။ကံကောင်းစာနဲ့သူမအနေနဲ့နိုးလာပြီးဘာမှမချစ်ခဲ့ပါဘူး။ခဏကြာမှပရင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါဓာတုဗေဒဝတ်စုံဝတ်ထားတဲ့လူတွေဟာဆေးကူးတော့ဤတဲတွေထိုးနေတာကိုမြင်ရတယ်။ပြီးတော့သူတို့ဟာအဆောက်အဝင်တစ်ခုတည်းကိုပိုးတန့်စင်ပြီးဝင်သွားကြကဖျားနာနေပုံရတဲ့လူတွေကို တဲရီစီခေါ်သွားတာကိုတွေ့ရပါတယ်။အချို့ပရင်းပေါက်တွေကအိမ်နီးချင်းတွေဟာချောင်းဆိုးနေကြတာကိုလည်းမြင်ရတယ်။စာကေကဒါဟာအကျန်းဖက်သမားတွေရဲ့လက်ချက်လို့ထင်မြင်ယူဆလိုက်တော့အေဒန်ကသူ့ကိုလှမ်းပြောင်းလိုက်ရကနေစာကေကရန်လိုလာခဲ့လေ။အင်တာကွန်ကနေထွက်ပေါ်လာတဲ့နောက်ထပ်သတင်းစကားကတော့ဒီအေရီးယားမှာတမ်းွေယိုသိမ်းမှုထွက်ွားနေပါတယ်ဆိုတာပါပဲ။အေဒန်က secret ကိုမင်းကြီးဟော်စူးစမ်းလိုက်တဲ့အခါမတ်ကချက်ချင်းလိုင်တာကိုလန့်ယူလိုက်ရတယ်။တန်ငွေယူစိမ့်နေဆိုတာလိန်ဖြိုးတာလို့အေဒင်ကထင်မြင်ပေမဲ့မတ်လည်းသဘောတူပါတယ်ပရင်ပေါက်ပေါင်းပေါ်မှာချင်းတကောင်ဟာချက်ချင်းတည်ဆုံသွားခဲ့ပါတယ် နိုင်ီများစွာကြာလာတာနဲ့အများအဆောက်အုံတွေကလူတွေကိုပုံမများပြားစွာဖယ်ရှားပြီးတဲရီစီပို့ဆောင်ခဲ့ပါတယ်။ရွှေပြောင်းခံရတဲ့လူတယောက်ဟာထုတ်ပြေးဖို့စ조사ခဲ့ပေမဲ့သူ့ကိုချက်ချင်းကောင်းကိုပြတ်တက်လိုက်ပါတော့တယ်။ဗရင်ပေါက်ကအိမ်ကြီးချင်းတွေအားလုံးဟာထိတ်လန့်တုံးလုံးစွာနဲ့မျက်နှာလွဲလိုက်ကြပြီးအပြင်ဘက်ကထုတ်ပြေးဖို့စ조사တဲ့သူ့ရဲ့မိသားစုဝင်တွေတဲ့ကြောက်လန့်တကြဖြစ်သွားခဲ့ကြတယ်။အချိန်နှငယ်ကြာပြီးနောက်ဓာတုဝေဒဝတ်စုံဝတ်အလို့သမားတွေဟာတခြားတိုက်ခန်းတွေကိုအတင်းဝင်ပြီးလူတွေကိုဆွဲထုတ်နေကြတာကိုမြင်ရပါတယ်။ မကသူတို့ကိုမလာခင်ထွက်ပြေးဖို့လိုမယ်လို့ယူဆပြီးအဖွဲတွေကလူအများစုကသဘောတူခဲ့ပေမဲ့အီဒင်ကတော့လွန်ငနေပစ်ခတ်တဲ့သူကိုကြောက်နေပါတယ်။မကပန်းပူးထူဖို့အသာတုံးတဲ့စားတတ်တဲ့ဓာတုပစ္စည်းတွေရှိတာကိုသတိရပြီးပုံထဲမှာရောင်းဝယ်ကတကားကိုပစ်ချလိုက်တယ်။ဒါကတကားပိတ်ထားတဲ့အရာတွေကိုပျက်စီးစီပေမဲ့စိတ်နှောက်ရက်ဖြစ်စရာမိကုန်းွယ်တွေကိုလည်းဖြစ်စေခဲ့တယ်။လူတိုင်းမျက်နှာကိုဖုံးဖို့ပြီးနောက်တကားကိုဖွင့်ဖို့စူးစမ်းပေမဲ့ပွင့်မလာသေးပါဘူး။အောက်ထက်မှာစူညံတန်တွေကြားလိုက်တဲ့အခါအလုသမားတွေဟာသူတို့အဆောက်အုံကိုစီးနေနေပြီဆိုတာကိုသိလိုက်ရတယ်။အပြင်ဘက်ကလူတွေကတော့ထွက်ပြေးဖို့စူးစမ်းနေကြတော့ပဲပြစ်သက်ခံနေတော့ပဲ။ ဒါပေမဲ့အဲ့ဒီလုပ်ငန်းရှင်တယောက်ကိုလည်းဓာတ်နဲ့ထိုးလိုက်နိုင်ခဲ့ပါတယ်။အဖွဲ့ဟာတကားကိုနောက်တစ်ခါထက်စူးစားဖွင့်လိုက်တဲ့အခါဒီတစ်ခါမှတော့နောက်ဆုံးမှဖွင့်နိုင်ခဲ့ပါပြီ။ဘလို့ဆက်လုပ်ရမလဲဆွေးနွေးတော့မှပဲနီကူကိုရှာမတွေ့တော့ပါဘူး။လူတိုင်းကတိုက်ခန်းတွေကိုလိုက်စားနေချိန်မှာနီကူကတော့လေဝင်လေတွေပွက်နေတယ်မှာပုံနေပြီးအိမ်နူးချင်းတယောက်ကိုမေးစဲပဲဖို့စူးစားတဲ့ဓာတုဗေဒအဝတ်စုံဝတ်အလုပ်သမားတွေနဲ့အခြေအသိမ်ပြောင်းနေတာကိုစောင့်ကြည့်နေခဲ့တယ်။ယူဒီရဲ့အဲ့ဒီအမျိုးသမီးဟာလဲကျသွားပြီးအလုပ်သမားတွေကသူမဟာအဆင့်၃အခြေအနေထွက်နေပြီးမို့သူမကိုအဲ့ဒီနေရာမှာစွန့်ပစ်ပြီးတိုက်ခန်းကိုပြန်ပိတ်ဖို့ဆုံးဖြတ်လိုက်ကြတယ် အဲ့ဒီအချိန်မှာစာကေးဟာနီကူကိုရှာတွေ့ပြီးဆွဲထုတ်ဖို့စောင်းနေပစ်ချပေးလိုက်တယ်။ဒါပေမဲ့အလုသမားတွေကစူညံတန်ကိုကြားလိုက်ရပြီးကောင်လေးကိုချက်ချင်းခေါ်သွားခဲ့တယ်။စာကေးနဲ့မတ်တို့ဟာအောက်ထက်ကိုအပြေးဆင်းသွားပြီးစာကေးဟာသူ့တချောင်းနဲ့လူတယောက်ကိုရိုက်နှတ်တော့တာပဲ။မတ်ကသူ့ကိုရက်ခဲလိုက်တဲ့အချိန်မှာအဲ့ဒီလူကတင်နေခဲ့ပြီ။အဲ့ဒီနောက်စာကေးကနောက်တယောက်ကိုစစ်ဆေးမင်းမြန်းကိုအခန်းစီဆွဲခေါ်သွားခဲ့တယ်။အခန်းထဲမှာတော့ဆယ်လီနဲ့အေဒန်တို့ဟာစကားများနေကြတယ်။ဆယ်လီကအေဒန်ကိုဂယူးမဆိုင်တဲ့သူလို့ခေါ်လိုက်လို့အေဒန်ကမောက်မာစွာတုံ့ပြန်ရာကနေဆယ်လီကသူ့ဖုံးကိုမြေပေါ်တိချလိုက်တယ် စာကေဟာဖဲမိထားတဲ့ဝန်ထမ်းကိုခေါ်လာပြီးထိုးလဲချလိုက်တယ်။အဲ့ဒီနောက်အဖွဲကအဲ့ဒီဝန်ထမ်းရဲ့အိတ်ကိုရှာဖွေးပြီးမိခိုးပုံးလက်ပြပုံးတွေကိုတွေ့ရှိခဲ့တယ်။စာကေကဝန်ထမ်းကိုပဒင်းပေါက်ကိုတုံးပြီးကျွန်တော်တို့တယောက်ကိုဖဲမိထားတယ်ဆိုတဲ့ဆိုင်းဘုတ်ကိုကန်ခိုင်းလိုက်တယ်။ဒါကိုအိမ်နီးချင်းတွေနဲ့အလို့သမားတွေမြင်သွားခဲ့တယ်။စာကေကအမျိုးသမီးကိုကြိုးချီထားတော့မှတယ်။သူမရဲ့ရေဒီယိုကနေအချိန်နီးထိမ့်မနိုင်တိတ်မရထိနေပြီဆိုတဲ့ message ရောက်လာခဲ့တယ်။မက ရေဒီယိုကလူကိုစကားပြောဖို့ကြိုးစားပေမဲ့မကရေဒီယိုကိုအမျိုးသမီးလက်ထဲပေးတော့မဲ့အချိန်မှာစာကေကသူ့လက်ထဲကနေလမ်းဆွဲယူပြီးရှင်းပြချက်တောင်းဆိုခဲ့တယ် ယုတ်တရက်ရေဒီယိုမှာအော်ဒါနဲ့ထွက်လာပြီးအဆက်အသွယ်ပြတ်သွားခဲ့တယ်။မကအဲ့ဒီအမျိုးသမီးကိုညင်သားစွာစကားပြောတော့သူမရဲ့နာမည်က Hazel လို့မိဆက်ခဲ့တယ်။သူမကသူမရဲ့အဖွဲ့ဟာအကူအညီပေးဖို့လာတာဖြစ်ပြီးဒေသခံတွေကအခြေအနေကိုကောင်းကောင်းမလက်ခံကြတဲ့အတွက်ကိုကိုကိုကာကွယ်ဖို့အတွက်သာလက်နက်တွေယူဆောင်လာခဲ့တာလို့ကြေညာပြောကြားခဲ့တယ်။မကသူမရဲ့ဝတ်စုံကိုချွတ်ဖွဲ့စ조사တော့သူမကကြောက်လန့်ပြီးလက်ကိုတွန်းဖြေလိုက်တယ်။ဒါကြောင့်မကသူမဟာသူတို့စီကနေကို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 ကာကွယ်နေတာလို့ကောက်ချက်ချလိုက်တယ်။ ဟာဇယ်ကလွန်လဲတဲ့တလားကဒီဧရိယာမှာထူးဆန်းတဲ့ယောဂတစ်ခုပေါ်လာပြီးအ мян ပြန့်နှံ့သွားလို့ပြန့်နှံ့နေတဲ့ထိတ်လန့်မှုကိုရှောင်ရှားဖို့အတွက်ယောဝတ်ထားရလားထစ်ကြောင်ရှင်းပြခဲ့တယ်။ဗိုင်းရပ်စ်ဟာလေကြောင်းကနေစတင်ပြီးအသက်ရှူရခက်ခဲစေကစကားပြောမရဖြစ်စေတယ်။နောက်တစ်ဆင့်ကတော့အ мян အာယုံဆုံးရှုံးပြီးနောက်ဆုံးမှာတော့ကိုတွဲအင်္ကာတွေတစ်ခုပြီးတစ်ခုရပ်တန့်သွားစေခဲ့တယ်။သိပ်မှန်ပညာရှင်တွေဟာကုသမှုကိုရှာဖွေနေခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။ညနေပိုင်းမှာအခွဲကကာကွယ်ဆေးကိုဘာလို့ရမလဲဆွေးနွေးနေတော့မှာပဲ။သူတို့ဟာမျှဝေဖို့စဉ်းစားကြပေမဲ့ဈေးပမာဏကအလွန်နည်းနေခဲ့တယ်။ လူတိုင်းစကားပြောနေတော့ဟာဆယ်ဟာသူမရဲ့လက်တွေကိုဖြေးပြီးထွန်ပြေးဖို့ကြိုးစားခဲ့ပေမယ့်စာကေကချက်ချင်းဖမ်းမိပြီးကျမ်းပြင်ပေါ်ပစ်ချလိုက်တယ်။တခြားသူတွေကစာကေအချမ်းမဖတ်အောင်ဆွဲထုတ်တဲ့အခါယုံရင်ဆန်ခတ်ထုပြီးစာကေကမတော်တဆနီကိုကိုရိုက်မိလို့ကောင်လေးငိုပါတော့တယ်။နာယီတွေဆက်သွားနေပြီးအေဒင်ဟာမီဒီယိုကိုအဆက်မကျကြိုးစားနေပေမယ့်မအောင်မြင်ခဲ့ဘူး။သူစစ်ဆေးခံကြတာမို့ဟာဆယ်ကသူ့ရဲ့တည်ဆုံသွားတဲ့လုပ်ဖို့ကိုင်းဘက်မှာစစ်ဆေးရေးကိရိယာရှိတယ်လို့ဖွင့်ဟခဲ့တယ်။အဖွဲဟာအပြင်မှာဓာတုဗေဒဝတ်စုံဝတ်ဝန်တန်းတယောက်မှမရှိတာကိုမြင်ပြီး အံ့ဩနေတုန်းရုတ်တရက်ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာအဆောက်အုံတစ်ခုကနေထွက်လာခဲ့တယ်။သူတို့ကပဒင်းပေါက်ကိုမော့ကြည့်ကြတော့အဖွဲကလူအုပ်ကြီးဟာဟာဆဲကိုလာရှာနေတာလို့သဘောပေါက်လိုက်တယ်။အင်တာကွန်မီလာတော့မကဖြေလိုက်ဟာသူ့ဇနီးဖျားနေကြောင်းသူ့သမီးကိုဖမ်းသွားကြောင်းနဲ့အချင်းသားဟာဆဲကိုကာကွယ်ဆေးတွေဘဲမှရှိလဲမီးဖို့စကားပြောချင်ကြောင်းအမျိုးသားတဦးကရှင်းပြခဲ့တယ်။မကဟာဆဲဟာဘာမှမသိဘူးလို့ပြောပေမဲ့အဲ့ဒီလူကမယုံကြည်လို့မကတခြားဝန်ထမ်းတွေကိုမေးပါလို့ပြန်ပြောခဲ့တယ်။သူတို့လည်းတယောက်ကိုဖမ်းမိခဲ့ပြီးမြဲ တက်ပြစ်လိုက်ပြီးမို့ဟာဆယ်တယောက်ပဲခြံတော့တယ်လို့အဲ့ဒီလူကဝန်ခံခဲ့တယ်။လူအုပ်ကြီးကဒီအဆောင်ုံတဲ့ဝန်ကျင်ခဲ့ကြပြီးမဲ့အဖွဲကယောဂကူးဆက်မှာဆိုးလို့ညင်းဆိုလိုက်ရာစာကေဟာအင်တာကွန်ကိုချိုးဖက်ပြစ်လိုက်တယ်။အပြင်ဘက်မှာဆူညံတန်တီထပ်ပေါ်လာပြီးလူအုပ်ကြီးဝန်လာနေပြီဆိုတဲ့အခြေအနေကိုပြသနေခဲ့တယ်။စာကေကဟာဆယ်ကိုဆွဲခေါ်ပြီးလူအုပ်ထဲပြစ်ချဖို့ကြံရွယ်ခဲ့ပြီးမဲ့ဟာဆယ်ကအဲ့ဒီလိုလုပ်ရင်မင်းတို့ကာကွယ်ဆေးဝေးထားတာကိုလူအုပ်ကြီးကိုပြိုးပြောက်လိုက်မယ်လို့ချင်းချောက်လိုက်တယ်။လူအုပ်ကြီးနီးလာတာကိုကြားတော့စာကေမတ်ညက်ဆဲလီတို့ဟာ တကားကိုပိတ်ဆို့ဖို့မာကီရဲ့အလေးကြီးများတဲ့ပန်းပူတစ်ခုကိုစင်ကြယ်နဲ့ဆွေးယူသွားကြတယ်။တချိန်တည်းမှာဟာဆယ်ကအေဒင်ကိုစစ်ဆေးရေးဂိတ်မှာကာကွယ်ဆေးတွေပိုတွေ့နိုင်တဲ့နေရာကိုတည်တယ်လို့လှည့်စားခဲ့ကြောင်းအေဒင်ကသူမနဲ့အတူထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့အီးနစ်နဲ့နီကူတို့အခန်းထဲပြန်ရောက်လာတာမို့သူတို့စကြံမှာခဏဆန့်ကားတော့မယ်။လူအုပ်ကြီးတကားဝါရောက်လာပြီးထူးရိုက်နေကြတယ်။ဆယ်လီကသူတို့ကိုအကျိုးအကြောင်းပြောဖို့ကြိုးစားပေမဲ့အမျိုးသားတအူးကပရင်ပေါက်ကိုချိုးလိုက်ရာဖန်ခွဲစားတစ်ခုဟာဆယ်လီရဲ့လေဘင်းကိုဖျက်သွားခဲ့တယ်။ စာကေကအပေါက်ကနေမိခိုးဘုံလစ်ပီဘုံကိုပြစ်ထက်လိုက်တော့လူအုပ်ကြီးထိတ်လန့်တကြားနဲ့ထွန်ပြေးသွားကြတယ်။မတ်နဲ့စာကေတို့ဟာဆယ်လီကိုအခန်းထဲပြန်ခေါ်လာပြီးအဖွဲကဟာဇယ်ကိုကူညီခွင့်ပေးလိုက်တယ်။ဟာဇယ်ဟန်တတ်ထိုင်နေမြကြိုးစားခဲ့ပေမဲ့ဆယ်လီဟာသွေးအလိုအကျွံဆုံးရှုံးသွားခဲ့လို့ဝမ်းနဲ့ဖွယ်ကွယ်လွန်သွားခဲ့ပါတယ်။အေဒန်ကယူသွတ်မတတ်ဖြစ်သွားပြီးတခြားအခန်းထဲပြေးသွားခဲ့တယ်။ဆယ်လီရဲ့ခန္ဓာကိုယ်ကိုဆောင်းနဲ့ပတ်ပြီးနောက်အဖွဲကအေဒန်ပျောက်ဆုံးနေတာကိုသတိထားမိလိုက်တယ်။သူဟာဟာဇယ်ရဲ့ဓာတ်ထုပေတော်ဝတ်စုံကိုယူပြီးတိတ်နဲ့ပြန်ပြင်းကတိုက်ခန်းကနေထွက်ခွာသွားခဲ့တာပဲ။ သူဟာကာကွယ်ဆဲကိုသူ့ကိုသူ့ထိုးပြီးပန်းပူးရုပ်ကိုတွန်းဖယ်ကအပြင်ကိုထွက်သွားခဲ့တယ်။ဒါပေမဲ့ဒေါသထွက်နေတဲ့လူအုပ်ကြီးကသူ့ကိုဝန်တန်းလို့ထင်ပြီးဝိုင်းရိုက်ထားကြတော့တာပဲ။ရုတ်တရက်လုံငနဲ့ပိတ်ခတ်သူကလေထဲကိုတနတ်နဲ့အချက်အနှဲငယ်ပြစ်လိုက်တော့လူအုပ်ကြီးထွက်ပြေးသွားကြတယ်။ခဏတာတွေ့ဝေပြီးနောက်လုံငနဲ့ပိတ်ခတ်သူဟာအေဒန်ကိုပြစ်ချလိုက်ပါတော့တယ်။နောက်ထပ်နိုင်များစွာကြာလာတော့အဖွဲဟာစိတ်ပိုင်းဆိုင်ရာပျက်စီးလာခဲ့တယ်။မခါသူမိသားစုပုံတွေအားလုံးကိုဖျက်ဆီးပစ်ပြီးစာကေကလည်းအရက်တောက်တာကိုရက်တက်မသွားခဲ့ဘူးအပြင်မှာစူညံတန်တွေကြားလို့စာကေကတကားကိုနည်းနည်းလေးဟာကြည့်လိုက်ရ လူအုပ်ကြီးရောက်လာနေတာကိုတွေ့လိုက်ရတယ်။မကနီကူးနဲ့အီနစ်ကိုတခြားအခန်းထဲတွန်းပို့လာပြီးဟာဇဲကိုလူဖေးကိုစ조사ခဲ့တယ်။ဒါပေမဲ့စာဂေကသူမကိုအတူတူခေါ်သွားဖို့မလိုချင်လို့မကတုံ့နဲ့ညိုက်ပြီးစာဂေကိုမေ့လဲသွားစေခဲ့တယ်။မကနိုးလာတဲ့အခါတိုက်ခန်းထဲမှာတယောက်တည်းကျန်နေခဲ့တယ်။ဗရင်ဘောက်ကနေအပြင်ကိုကြည့်လိုက်ရဓာတုဘေးတဲ့ဝတ်စုံဝီအလုပ်သမားတွေထပ်ရောက်လာပြီးအစိမ့်ငွေတွေထုတ်လွှတ်ဖို့အတွက်သူတို့ရဲ့ထရက်ကားကိုအဆောက်အုံတစ်ခုနဲ့ချိတ်ဆက်နေတာကိုတွေ့လိုက်ရတယ်။ ဘေးကတိုက်ခတ်မှာတော့တခြားသူတွေကမျက်နှာဖုံးတွေဝတ်တီးထွက်သွားဖို့ကြိုးစားခဲ့ပေမယ့်ရုတ်တရက်စာကင်ဟာဒေါသထွက်နေရဲ့မတ်ကီရဲ့ဝင်းတိုက်တာကိုခံလိုက်ရတယ်။အီနစ်ကသူ့ကိုမတတ်ဖို့တောင်းပန်ခဲ့ရတယ်။အဲ့ဒီအချိန်မှာလေဝင်လေထွက်ပြွင်တွေထဲကနေဓာတ်ငွေတွေစတင်ဝင်ရောက်လာခဲ့လို့မတ်ကတန်ရှင်းတဲ့လေရဖို့အပေါ်ဓာတ်ကိုတက်ရမယ်လို့ဆိုခဲ့တယ်။လေခါပေါ်တက်နေတော့ဟာဆယ်ရဲ့သေဆုံးနေတဲ့ခန္ဓာကိုယ်ကိုပေါင်ပေါ်မှာဆိုင်းပုံနဲ့တွေ့လိုက်ရတယ်။အိမ်နီးချင်းတအူးကစာကေကိုနောက်ကနေလှန့်လိုက်ရာစာကေကချက်ချင်းသူ့ကိုရိုက်နှက်လိုက်တော့တယ် တခြားသူတွေကစာကြီးကိုဝိုင်းထားနေစာကြီးကအကူအညီတောင်းခံနေခဲ့ပေမဲ့မကလူအုပ်ကြီးနဲ့သူမတိုက်နိုင်မှန်းသိလို့နီကူးနဲ့အီနစ်ကိုခေါ်ပြီးထွက်သွားခဲ့တယ်လူအုပ်ကြီးကစာကြီးကိုဆွဲခေါ်သွားစဉ်မကတထုအကြောင်းတစ်ခုနဲ့တကားကိုပိတ်လိုက်တယ်အဖတ်ထုံးရောက်ဟာခေါမော့ပေါ်တက်တဲ့တကားလည်းပိတ်ထားတာကိုတွေ့တော့မကတော့ကိုချိုးချသွားသည်ထီကရိယာနဲ့ရိုက်ခဲ့တယ်နောက်ဆုံးလေကားကိုယူပြီးဓာတ်ငွေမရောက်ခင်ခေါမော့ပေါ်ကိုတက်ရောက်နိုင်ခဲ့တယ်လုံခနဲ့ပြစ်ခတ်သူတွေဟာအစိတ်ကိုရှောင်ဖို့ထွက်သွားပြီလို့ယူဆရတဲ့အထက် တို့ရှိနေတာကိုဘယ်သူမှမတုံ့ပြန်ကြဘူးအဖွဲ၃ယောက်ဟာခေါင်းမိုးပေါ်မှာနှွေးထွေးဖို့တယောက်ကိုတယောက်ဖတ်ပြီးအိတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်မနက်ခင်းမှာမတ်နိုးလာတဲ့အခါအီနစ်တေဆုံးနေတာကိုတွေ့လိုက်ရပြီးလုံးဝစိတ်ပြတ်အားငယ်သွားခဲ့တယ်သူဟာနီကူးကိုမျက်လုံးမိထားခိုင်းပြီးအောက်ထက်ကိုခြိပိုးဆင်းလာကြရလမ်းတစ်လျှောက်လုံးမှာအလောင်းများစွာကိုတွေ့ကြရတယ်နောက်ဆုံးမှသူတို့ဟာအပြင်ဘက်ကတဲကိုရောက်လာခဲ့ပေမဲ့ဘယ်သူမှမရှိတော့ပါဘူးအဲ့ဒီအချိန်မှာလူတွေကိုအိမ်ထဲမှာမနေဖို့နဲ့လမ်းပေါ်မှာတွေ့ရသူတိုင်းကို ူးဆက်ခံရသူအဖြစ်သဘောထားမယ်ဆိုတဲ့ကြေညာချက်တစ်ခုကိုသူတို့ကြားလိုက်ရတယ်။မခါဓာတုဗေဒဝတ်စုံကိုဝတ်ဆင်ပြီးတန်တရားမဝင်စေပဲနီကူးနဲ့အတူထွက်ခွာသွားခဲ့တယ်။ရုတ်တရက်အိမ်ကြီးချင်းတကူးကသူတို့ကိုနောက်ကနေလှန့်ကြီးဖန်ခွဲဆက်တစ်ခုနဲ့ချင်းချောက်ကနီကူးကိုဖမ်းသွားခဲ့တယ်။နီကူးကသူ့ကိုယ်သူလွတ်မြောက်ဖို့အဲ့ဒီလူကိုထိလိုက်ရာအဲ့ဒီလူကမကိုဓာတ်နဲ့ထိုးဖို့ခုံအုပ်လိုက်တယ်။မခါအဲ့ဒီလူကိုလဲကြအောင်တပြိုင်နက်တည်းပြုတ်လုံနိုင်ခဲ့တယ်။ နောက်ပိုင်းမှာနီကူးကမတ်လမ်းလျှောက်ဖို့ကူညီပေးခဲ့ပေမဲ့မတ်မှာအချိန်တိတ်မရှိတော့ဘူးဆိုတာရှင်းနေခဲ့တယ်။မတ်ဟာသူ့ဖုန်းကိုနီကူးကိုပေးသည်လိုင်းမိတဲ့အထိလမ်းလျှောက်သွားဖို့နဲ့သူ့ဇနီးဟောင်းစီအကူအညီတောင်းဖို့စာပို့ဖို့ပြောခဲ့တယ်။နီကူးထွက်သွားပြီးနောက်မတ်ဟာဆက်ပြီးမခံနိုင်တော့ဘဲတေးဆုံးသွားခဲ့ပါတယ်။ခဏအကြာမှာဓာတုဘေဒဝတ်စုံဝတ်အမျိုးသားနှစ်ဦးဟာနီကူးရဲ့နောက်ကနေရောက်လာပြီးမိတ်ဆေးထိုးပေးလိုက်တယ်။အချိန်အနည်းငယ်ကြာပြီးနောက်နီကူးဟာကလေးတွေအပြည့်ရှိတဲ့ တဲတခုထဲမှာနိုးလာခဲ့တယ်။ဝင်းတန်းတွေကအရာအလုံးအစင်ပြေသွားမယ်လို့အာမခံခဲ့ပေမဲ့နီကူကသူ့ရဲ့ဖခင်ပြောခဲ့တဲ့စာကိုပို့တင်လားမပို့တင်ဘူးလားဆိုလာကိုတွေ့ဝေစွာနဲ့စဉ်းစားနေခဲ့ပါတော့တယ်။